ုတ်တွေပေါ့နော်ရှောက်သီးတုတ်တွေကိုကျွန်တော်တမန်သီးလေးညစ်တယ်အာတမိနာမည်ကတော့ Jasper အာဟုနာမြန်မာကျေးဇူးပါတယ်အင်္ဂလာပါကျွန်တော်နာမည်ကတော့ဇာတိကူကူလို့ခေါ်ပါတယ်ခင်ဗျာကျွန်တော်ကအင်္ဂလန်နိုင်ငံမှာအဖုန်နာဆိုတဲ့မြန်မာသမင်းဆိုင်ကိုဖွင့်ထားတာဖြစ်ပါတယ် ဒီနေ့အတွက်ကတော့ကျွန်တော်တို့ကအမေဒေါန်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့အတွက်ကျွန်တော်တို့ကကျွန်တော်ဆိုင်မှာစတူဒီတာပေါ့နော်ဘုတ်သက်ရှင်မိုဟင်းလာစတူဒီတာပွဲ80ကျူတာဖြစ်ပါတယ်ကျွန်တော်ဆိုင်ကတော့အာမြန်မာမြန်မာနဲ့မြန်မာစားစာအစုံပေါ့နော်မြန်မာစားစာအစုံရရှိမှာဖြစ်ပါတယ်မွေးငါအုံလုံးခောက်ဆွဲနေကြီးတုံနေများတုံရှက်ခောက်ဆွဲကျူးကျူးစီချက် အပြင်ကိုမြန်မာထမင်းဟင်းအစုံလေးရရှိမှာဖြစ်ပါတယ်။ပြီးတော့အတုပ်မျိုးစုံပေါ့နော်မြန်မာအတုပ်မျိုးစုံတစ်ဖက်တုပ်ဂျင်းတုပ်မြင်းခွာရဲတုပ်စေဘဲဝူတုပ်စတဲ့အတုပ်မျိုးစုံလေးရရှိမှာဖြစ်ပါတယ်။အဲကျွန်တော်မြန်မာအစားအစာနဲ့ပတ်သက်တဲ့ပေါ့နော်တဲ့ drink ကိုလည်းကျွန်တော်လက်ခံပြီးတော့လှုပ်ဆောင်ပေးပါတယ်။အမင်္ဂလာဆောင်တွေ၊အမွေးနေ့တွေ၊နောက်ကအကြောင်းသားပေါ့နော်။အကြောင်းသားတွေရဲ့ gathering တွေ ် GRM ပါတီကိုလည်းလှုပ်ဆောင်ပေးလှုပ်ဆောင်ပေးပါတယ်။ကျွန်တော်ရဲ့ဒုတိယဆန်ဖြစ်တဲ့အပေါ်နာဝတ်မင်းနစ်တာကိုလည်းဝတ်မင်းနစ်တာစတေရှင်နာမှာပကြမီနဲ့ဖွင့်လွှတ်တော့မှာဖြစ်ပါတယ်ခင်ဗျာ။အင်္ဂလန်မှာမြန်မာစားစာကိုအဲစားခြင်းနဲ့မြန်မာစားစာကိုလွမ်းတဲ့ညီသူမဆိုးကျွန်တော်ရဲ့ဆိုင်မှာလာပြီးတော့အာအပီလို့ရပါတယ်ခင်ဗျာ။အမေအသက်80ပြည့်မွေးနေ့မှာစပြီးနောက်နှစ်ပေါင်း120ကျော်ထိုင်အောင် စိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပါစေအမေအရမချုံအောင်ခြင်းကလည်းအញ្ញံဆုံးကင်းဝေးပါစေအချုံအောင်ကာလာတွင်မှလည်းအရိယတရားများကိုကျင့်ကြံပေါ်ပြနိုင်ပါစေအဘုနာဘုရားမြေသာရေးရပါလား ောင်းလို့ရတယ်။အမွေးကအဲပြည့်တယ်ပေါ့နော်။ဆက်ပြီးပြည့်တယ်ဆိုတာကဆက်ပြီးပြည့်တယ်ဆိုတာမှာပါ။ဒီမိုင်းမြောက်ကရေစုံဆန်ရောက်တော့ဘူး။ဆန်ရစမိုင်းပေါ့ကွာ။စနမိုင်းရရတာအောက်ဖြစ်တယ်လို့ကျိုးပြီးလာ။သစောလာတဲ့ဒီမှာသို့တော်ဆွန့်လာတယ်ကောင်းရတယ်။ဒီကြတဲ့ကြောက်ဆက်ရောဝန်တော်တော်အခုစီခုတော့ခေါက်တော့ဝင်းမ

ိုင်းသူပြရားပြလဲသိပါပါပါတို့ဘာလို့သိချောလဲဘွေးကတာကဘာလို့ကြောက်လဲဆိုတော့ဆိုင်ပါဆိုင်ပါတော့ဒီနေ့ကျောင်းမောင်လာရင်ဒီနေ့တော့အာဒီလိုလေးလိုလို့ရှိရတာနေတော့ညအောင်ပြေးပြီးတော့တော့မိတ်ဆွေဘုံသာဆိုင်ပါမိတ်ဆွေအသက်70ပြီးဝင်နေတော့ဘာဝင်ငါကိုရှိတဲ့သူရတယ်ဘာသာအတူရှင်ရဲ့ဝင်နေရှင်ရောလူရှင်ရောဒါနမြောက်ဖြစ်လို့ ီမှာဆိုတော့သွားသွင်းရအောင်လာရတယ်ဆိုတော့ဒါပဲဒီလိုပေါ့လာပြီးတော့ပါလားဆိုတဲ့အကြောင်းပေါ့ရတာလည်းဆိုပြီးရှိတာပါလားဟုတ်ကဲ့ဒီလိုပြောတာကိုလည်းပြောပြတော့ပါဘာလဲ။ဒါကြောင့်ရှိပါသေးတယ်နော်။ဒုက္ခပြပြရများအင်းဝေးပါသေး။ဒုက္ခပြပြရများ

ဖက်ချင်ကြမ်းမှချမ်းမြေပါစေဒီသားစုကြမ်းနဲ့ဆုံးသေးပါစေနောက်ပဲမှမြန်လုံးသမြောက်ပါစေအပူပါနေပါ Uh, သမီးနာမည်ကတော့ Jess ပါဒီနေ့ကတော့အပုန်နာမှာအမေစုရဲ့ အသက်80ပြည့်မွေးနေ့အတွက်ဒီမဟွင်းကားစတုတီတာလေးရယ်ပြီးတော့ဒီမှာထပ် menu ကနေပြီးတော့မှာရဲ့လက်ဖက်တုပ်တို့ဒီညံကုန်ခေါဆွဲတုပ်တို့မှာစားပါရယ်အမေစုဒီအသက်80ပြည့်မွေးနေ့ကနေစပြီးတော့ကျမအသက်ရှိပါစေအချုံနောင်နေရနေပြီးတော့အမြဲဆုံးကင်းလွတ်ပါစေမင်္ဂလာပါကျွန်တော်နာမည်ကတော့ဟင်နရီပါဒီနေ့ကဒီနေ့ကတော့မေဆူရဲ့အသက်80ပြည့်မွေးနေ့အတွက် ဒီနေ့စတူဒီယိုလာစားပါတော့ပြောထပ်ပြောလဲဝတ်သားစုပါညာလေးမှထားပါတယ်ဝင်းနေဝင်းနေတော့ကတော့ဒီမရဲ့ဒီ sacrifice လုပ်ခဲ့ရတာလေဒီပြီးတော့ um courage day strange day ပြီးတော့နိုင်ငံအတွက်သူကြိုးပမ်းခဲ့ရတဲ့ဒါရအောင်အတိမပြုအတိမလည်းပြုပါတယ်အဲအကြောင်းဒီဝင်းနေကနေစပြီးတော့စိတ်အေးချမ်းသာစွာနဲ့တရားပါနာကိုလည်းဆက်လက်ကြိုးပမ်းပြီးတော့မှအချို့ချောင်အချို့နောင်ကနေလွတ်မြောက်ပါစေလို့ဆန္ဒပြုတောင်းပါတယ်ဗျာ ကျွန်တော်နာမည်တန့်စင်ပါအဲကျွန်တော် mainly um kitchen နဲ့မှာတာဝန်ယူတယ်ဗမာ twin ဟင်းတွေကိုအဓိကတာဝန်ယူတော့ဗောနော်အဓိကတော့ဟိုငငယ်လေးတည်းကမမေတို့တင်ပြတာတို့အဖိုးဖွားတွေအဓိကဖွားဖွားတို့ပေါ့နော်ဖွားဖွားတို့မမေတို့အဲသူတို့ရဲ့လက်ရာတွေအဲသူတို့ချက်ခဲ့တဲ့ပုံစံလေးတွေကိုကစိတ်ထဲမှာမြင်ပြီးတော့ပြန်ချက်တာပေါ့နော်အပြီးနောက်ထပ်တစ်ခုကကျတော့လေအခုပတ်ဝန်းကျင်မှာရှိတဲ့ဟိုဟို ဆွေမျိုးမိသင်ခအပေါင်းပြီးရှင်တခြားဆိုင်တွေမှာသွားဆောက်လို့ရှင်ဘလူးတစ်စီများရှိနိုင်မလဲအဲ့ဟာစဉ်းစားပြီးတော့အဓိကချက်တာပေါ့ကွာချက်တဲ့ခါကျလို့ရှင်ဘာလေးထည့်လိုက်လို့ရှင်ဘယ်အရာတာလေးပိုကောင်းမလဲဘာညာဒါ taste ကတော့အများအားဆန်းတစ်တည်ထင်ရတာပေါ့နော်ဒါပေမဲ့ mainly မြန်မာအာအစားအစာမြန်မာရဲ့ taste ကိုပြောင်းလဲမသွားအောင်တော့အများအားဂရုစိုက်ပါတခုပေါ့နော်စဉ်းစားမိတာ ဟိုကျွန်တော်ကရန်ကုန်မှာနေရဆိုတော့ရန်ကုန်ဆို minutes ဆိုရှင် breakfast တော့စကြတယ်လေအဲလမ်းထဲမှာ breakfast တော့စလို့ရှင်ရန်ကုန်တော့ရန်ကုန်ခေါက်ဆက်တော့ပြောပါလို့ဆိုရှင်အရန်ကျိနဲ့တယ်အစားကျင်တယ်ကွာကလေးဘွားကလေးဘွားတော့ကြတော့အဲ့လိုမျိုးလမ်းအရန်နေပတ်စံပေးလိုက်လို့ရှင်ဘလောက်ပေးမှာအသုံးချက်ပေါ့ကွာအသုံးချက်ပေးလို့ရှင်အသုံးချက်နဲ့ရတဲ့အဟာလေးတော့စားအဲရန်ကုန်တော့ရန်ကုန်တော့အချင်းအချင်းအချင်းလေးရွှေရွှေလေးနဲ့ဟိုချွတ်ချွတ်ဆက်ဆက်လေးအချင်းချင်းလေးလည်းပါတယ်အဲ့လိုမျိုးဟာမျိုးအဲ့ဥစ္စာကို ก็ซึ่งทราบว่าเมนูเดิมาอาทิตย์คู่เนี่ยนะยังคงตุงลิ้เท่าไรไหมสิบว่าเท่าเดียวตัวอะไรดูดีใจจ้าเลยเนาะโอเค um my name is Alice from England Um, this is my first time to taste the uh, Burmese food and it was really lovely. Yeah, mm, it's really tasty and thanks for my colleague here to bring me here. To the lady leader of Burmese, I wish you all the best. Keep fighting. Uh, ကြိုက်တယ်ကျိနဲ့တယ်ဆိုတော့ဝမ်းသာပေါ့နော်ဟိုကျွန်တော်အဖို့ပြောခဲ့တယ်လို့ပါဟိုမလှနိုင်ရင်တဲ့စိုင်ဖွင့်တဲ့တခါကြလို့ရှင်စိုင်ဖွင့်နေဆိုတာလေအလူသဘောတစ်ခုပဲလေနော်ဟိုကျွန်တော်ကအများကြီးမလှနိုင်ဘူးဆိုလို့ရှင်စိုင်ဖွင့်မှာစိုင်ဖွင့်တဲ့ခါကြလို့ရှင်တို့တွေဟိုကိုယ့်ရဲ့အစာအစာကိုစားရင်းနဲ့ပဲတို့တွေလည်းကုသိုလ်ရတယ်ကိုယ်လည်းကုသိုလ်ရတယ်အဲ့ဒါလေးတော့အမှတ်တရအနေနဲ့အပပြောခဲ့ဘူးလေ ညီမနာမည်အင်ဂျင်ဖြူလို့ခေါ်ပါတယ်။ဟုတ်ဒီစတူဒီတာမွေငါလာစားပါပြီးတော့ဒီဟိုဘဲသားနဲ့ထမင်းနဲ့မှာထားပါတယ်။ Happy birthday ပါမေစုအများဆုံးလွန်မြောက်နိုင်ပါစေ။ အဲမတ်ဖြူကိုဖိတ်လိုက်တာပေါ့မတ်ဖြူလာခဲ့ပါဒီမှာအဗမာအလာဗမာစာလာစားပါပေါ့အဲဒါဖိတ်နေမတ်ဖြူကလာတယ်လာပြီးတော့ပီယာနိုလေးတီးတာပေါ့မတ်ဖြူတချင်းလေးတစ်ပုဒ်လောက်ကဟိုလက်ဆောင်ဖြစ်ပြီးခဲ့ပါဟုတ်ပြောရခက်စားအော်သူတချင်းတစ်ပုဒ်တီးပေးမယ်တဲ့အဲ့နဲ့ဆိုတော့မဆိုဖြစ်ဘူးတီးပဲတီးပေးလိုက်တာအာ this is ဖြူဖြူ in london အမှတ်တရတဲ့ဒါကတော့သူ့ရဲ့ signature ကျွန်တော်အမြန်မာလူမျိုးမိတ်ဆွေတကယ်ချင်းပေါင်းတယ်လို့ပြောချင်တာတော့အနောက်မှာလည်းအများကြီးတဲ့ပုံမှန်ကောင်းမွန်တဲ့ဆိုင်းလေးတွေအများကြီးဖွင့်ပြအောင်ကြိုးစားပါမယ်ဒီလန်ဒန်တခုတည်းနဲ့မဟုတ်ဘူးတခြားမြို့တွေမှာလည်းဖွင့်ပြအောင်ကြိုးစားပါမယ်အဲကျွန်တော်အနေနဲ့ကွာမြန်မာလူမျိုးတွေစုံစည်းတဲ့နေရာလေးတခုအနေနဲ့ပြောပြောရှင်းရှင်းတက်ပါဟုတ်အချင်းလေးဆိုကြမယ်ဒါကြောင့်မို့လို့ကျွန်တော်ဒီလိုမျိုးဒီနေရာလေးကိုထားထားပါလေအချင်းလေးဆိုကြမယ်အဲကော်ဖီလေးတောက်လိုက် အစားတောက်လေးစားလိုက်စကားလေးပြောလိုက်အဲ့လိုမျိုးစုံစည်းလို့ရတဲ့နေရာလေးတစ်ခုအများကြီးကြိုးစားပြီးတော့တော့ဖွင့်လှစ်ပေးပါမယ်လို့ပြောချင်ပါတယ်အမ်မွေးနေ့မင်္ဂလာပါမေဆုမေဆုရဲ့80ပြည့်မွေးနေ့မှဒီနောက်နှစ်ပေါင်းများစွာကို ကျမ်းမာတော့စိတ်ချမ်းသာတော့အာဒီအနောက်အဖွဲအားလုံးမှလွတ်မြောက်တော့အမေဆုတရားဖြစ်ပါစေလို့ဆုတောင်းပါတယ်အမေလည်း အများကြီးပြန်မှန်းခဲ့ရပြီနော်အဲဆိုင်ရဲ့ address ကတော့21 Wall Lane အဲ Western Green ဖြစ်ပါတယ် NW2 5SH ဖြစ်ပါတယ်ဟမ်ပြောချင်တဲ့ message ကတော့ဂုံယူစရာမြမအရသာအပုန်နာကိုကြွလန့်ခဲ့ပါလို့ဖိတ်ခေါ်ပါတယ် မှကျေးဇူးများကြီးတင်ပါတယ်